တကြောပြန်လူလက်ပိုင်းခေါင်းဆောင်တွေဦးဆောင်မှုနဲ့ကိုရူကိုရရုံးကန်လာခဲ့တဲ့တန်တက်မတော် TNL ဟာလက်ရှိမှာတရုတ်အစိုးရရဲ့အလွန်ပြင်းထန်တဲ့ဖိအားပေးမှုကိုရင်ဆိုင်နေရပါတယ်။ထိုင်းမြန်မာနယ်စပ်မနယ်ပလောမှာပြန်လည်စတင်ဖွဲ့စည်းခဲ့ပြီးစေစုနဲ့တွင်တိတာထင်ရှားတဲ့အောင်မြင်မှုတွေရရှိထားတဲ့ TNL ဟာ၎င်းတို့ပေါ်ကြားရောက်နေတဲ့နိုင်ငံရေးဖိအားတွေနဲ့ပတ်သက်ပြီးလူထုကိုအသိပေးလာခဲ့ပါတယ်။ ဖျားပေးမှုကတော့အရင်ကလေးကရှိခဲ့ပြီးအခုလည်းဆက်လက်ရှိနေပါတယ်။အထူးသဖြင့်လူမှုအပေါ် ထိခိုက်မှုကအလွန်မင်းကြီးမားခဲ့ပါတယ်လို့ TNL တွဲဖက်အတွေ့အမူနှင့်ဗိုလ်မှူးကြီးတားပန်လာကဆိုထားပါတယ်။ပြီးခဲ့တဲ့မေလ၄ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ TNL တာဝန်ရှိသူတွေကဒေသရင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီးပွားရေးအခြေအနေတွေနဲ့ဧပြီလတွင်လှုပ်ရှားမှုတွေအပြင်တရုတ်အစိုးရရဲ့ဖိအားပေးမှုတွေကိုပါဖွင့်ဟပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီအားရှမ်းမြောင်းဒေသ1029စစ်စင်ရေးကြောင်းအထိနာကစီရေးအရာအားနည်းလာပြီးအာဏာချိန်ဝင်ပြောင်းလဲလာမှုအပေါ်တရုတ်စိုးရက၎င်းတို့ရဲ့စီးပွားရေးနဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကိုထိခိုက်တယ်လို့ယူဆပြီး မလိုလားခဲ့ပါဘူးမနစ်က2024ခုနှစ်ဩဂတ်လ29ရက်ရက်စွဲနဲ့တရုတ်နိုင်ငံရွှေလီမြို့ရှိနိုင်ငံတော်လုံခြုံရေးကော်မတီက TNLC ပေးပို့ခဲ့တဲ့ သတိပေးချိန်ချောက်စာဟာလည်းတရုတ်ဆိုရရဲ့တိတာထင်ရှားတဲ့ဖိအားပေးမှုတစ်ခုအဖြစ် TNL ပေါ်တက်ရောက်မှုရှိခဲ့ပါတယ်။အဲဒီစာမှာမြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် TNL အနေနဲ့ဆင်နွှဲနေတဲ့တိုက်ပွဲတွေကိုချက်ချင်းရပ်တန့်ဖို့နဲ့မယန်တက်မှာကပြင်းထန်တဲ့ဆုံးမသွန်သင်မှုတွေပြုလုပ်မယ်လို့တရုတ်အစိုးရကရာဇသံပေးခဲ့ပါတယ်တရုတ်အစိုးရဟာ၎င်းတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်းတွေအပါအဝင်၎င်းတို့ရဲ့အကျိုးစီးပွားတွေအတွက်စိုးရိမ်ပူပန်နေပြီး TNL ကိုနှီးမျိုးစုံနဲ့ဖိအားပေးကပိတ်ဆို့မှုတွေလှုံ့ဆော်နေပါတယ်အလားတူစီးရရရှုံးနေနေတဲ့စစ်ကောင်စီကလည်းလေချောင်းနဲ့လက်နက်ကြီးတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြင်တရုတ်အစိုးရနီးတူဖြက်လေးဖြက်နီလန်းကိုအသုံးပြုပြီး TNL ထိန်းချုပ်နယ်မြေဒေသနဲ့ဆက်သွယ်ထားတဲ့ကားလမ်းကြောင်းတွေကိုပိတ်ဆို့တင်းကျပ်နေပါတယ် တန်တမရော TNL ဟာတရုတ်မြန်မာနယ်စပ်ကုံသွယ်ရေးအတွက်အဓိကကျတဲ့နှောင်းချိုကြောင်ပဲတီဘောမြို့တွေကိုသိမ်းပိုက်ထားပြီးရှမ်းပြည်နယ်ရှိတရုတ်ရဲ့ရေနံနဲ့ဓာတ်ငွေပိုင်လိုင်းလမ်းကြောင်းအများစုကိုလည်းထိန်းချုပ်ထားပါတယ်။ဒါအပြင်အချက်ချာကျတဲ့ကုံသွယ်ရေးလမ်းမတွေနမ်မတူဘော်ရင်းလိုတပ်တူတွင်စီမံကိန်းကြီးတွေနဲ့လက်ဖက်ချောက်စက်ရုံတွေကို TNL ကသိမ်းပိုက်ထိန်းချုပ်ထားတာကြောင့်တရုတ်အစိုးရဟာ2024ခုနှစ်ကစတင်ပြီး ဖြန့်ငားဖြတ်နီလန်းကိုကျင့်သုံးလာခဲ့ပါတယ်။အဆိုပါတရုတ်ဆိုရရဲ့ဖြန့်ငားဖြတ်ဆိုတာဟာရေလျှက်စစ်အင်တာနက်ထောက်ပို့နဲ့လူဝင်အားတွေဖြတ်တောက်ခြင်းဖြစ်ပြီးတရုတ်မြန်မာနယ်စပ်ဒေသဂိတ်တွေနဲ့ကာလန်ကျောင်းတွေကိုလည်းပိတ်ဆို့ပြီးစစ်ကောင်စီနဲ့ညှိနှိုင်းဆွေးနွေးဖို့တွန်းအားပေးခဲ့ပါတယ်။အဲဒီလိုပိတ်ဆို့မှုတွေကြောင့်တရုတ်နိုင်ငံကနေမြန်မာနိုင်ငံကိုတင်ပို့နေတဲ့စားတောက်ကုံလူသုံးကုံဖြတ်စစ်ပစ္စည်းအိမ်ဆောက်ပစ္စည်းစေဝါနဲ့လောင်စာစီစတဲ့ ုံစီတွေအတွက်အခက်အခဲတွေဖြစ်ပေါ်ခဲ့ပြီးပြည်သူတွေပေါ်တက်ရောက်မှုကြီးမားခဲ့ပါတယ်။ TNL အပောင်ဝင်ညီနောင်သုံးဘွဲ့ဖြစ်တဲ့ကိုကန်တက်မရော MNDA နဲ့အာရခတက်တော် AA တို့ဟာ2023ခုနှစ်အောက်တိုဘာ28ရက်မှာအွန်လိုင်းငွေလိမ်ကိုင်းတွေဖြိုခွင်းနှိမ်နင်းရေးကိုအခြေခံပြီး10/29စစ်စင်ရေးကို ဖော်ဆောင်ခဲ့ပါတယ်။ဒါအပြင်ပြည်သူတွေနဲ့အတူရက်တီပြီးဆရာနာရှင်အမြင့်ဖြတ်ရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ကြေညာထားတဲ့ညီနောင်၃ဘွဲ့ရဲ့30 29စစ်စင်ရေးဟာတော်လန်ရေးမှာမကြုံစဘူးကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပါတယ်စစ်စင်ရေးကိုပထမလိုင်းနဲ့ဒုတိယလိုင်းဆိုပြီးနှစ်ပိုင်းခွဲကမဟာမိတ်တော်လန်အင်အားစုတွေနဲ့တူတိုက်ပွဲတွေပေါ်ဆောင်ခဲ့ရမှာ MNDA ဟာရှမ်းမြောက်ဒေသရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခတီရှိရာလာရှိုးမြို့အပဝင်နေဆက်မြို့တွေနဲ့ကိုကန့်ဒေသကိုသိမ်းပိုက်နိုင်ခဲ့ပါတယ် အလားတူ TNL ကလည်းနှောင်းချို ကြောင်မဲ့တီဘောမိုးကုတ်အပါဝင် မြို့နယ်ပေါင်း12မြို့နယ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးအေဟာမြို့တော်စစ်တွေမှောင်ကျွန်းနဲ့ကြောက်ဖြူမြို့နယ်ရဲ့အစိပ်ပိုင်းငယ်အချို့ကလွဲလို့ရခိုင်ပြည်နယ်ဒေသတစ်ခုလုံးကိုထိမ်းချုပ်ထားပါတယ်။အဲ့ဒီညီနောင်၃ဘွယ်တဲက TNL ဟာ၎င်းတို့ထိမ်းချုပ်ရရှိထားတဲ့မြို့တွေကိုခရိုင်၅ခုမြို့နယ်၁၈မြို့နယ်တက်မဟာ၉ခုအဖြစ် တိုးချဲ့ပြင်ဆင်စုဖွဲ့ထားတယ်လို့သိရပါတယ်။ ဆရာနာသိမ့်မှုကို ထောက်ခံအားပေးကူညီခဲ့တဲ့တရုတ်စိုးရကမြမပြည်တွင်းရေးကိုတနေ့တခြားဝင်ရောက်ဆွတ်ဖက်နေပြီးအခု2025ခုနှစ်ဧပြီလမှာစစ်ကောင်စီလိုလားနေတဲ့လာရှိုးမျိုးကိုပြန်လည်ရရှိအောင်ဆောင်ရွက်ပေးခဲ့ပါတယ်။တရုတ်စိုးရကတော့အဲ့ဒီကိစ္စဟာဂျောင်းဝင်ညှိနှိုင်းဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး အပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်ဖို့၎င်းတို့ရဲ့အဖွဲ့တစ်ဖွဲ့ကိုလာရှိုးမျိုးကိုဆေးလွတ်ထားတယ်လို့ပြောဆိုပေမဲ့ ်သက်ဆိုင်သူတွေကတော့တရုတ်ဖိအားကြောင်းလို့ဆိုပါတယ်အဲ့ဒီအပြစ်ခတ်ရစဲရေးစောင့်ကြည့်မဲ့အဖွဲ့ကိုတရုတ်အထူးတန်တမန်တိတ်ရွှီချင်းကဥဆောင်ခဲ့ပြီးစစ်ကောင်စီရဲ့စစ်စင်ရေးအထူးတပ်ဖွဲ့စကထမှုဒုဗိုလ်ချုပ်ကြီးကိုကိုဦးအဖွဲ့ MNDA ခေါင်းဆောင်တွင်နဲ့သုံးမွန်ဆိုင်ဆွေးနွေးပြီးလာရှိုးမျိုးကိုပြန်လည်ပေးအပ်ခဲ့ရပါတယ်တရုတ်ဆိုရဟာအဲ့ဒီလိုဂျောင်းဝင်စစ်ဆက်မှုကိုအကြောင်းပြပြီးစီရေးအပါဝင်ဗတ်ပေါင်းစုံမှရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကိုတဖက်လက်နဲ့ဆုံရှုံနယ်မြေပြန်လည်ရရှိအောင်နိုင်ငံရေးဖိအားပေးကူညီလိုက်မှုဟာပြောင်ကြကြရက်တီပေးလိုက်တာဖြစ်ပါတယ်။ဒါအပြင်တရုတ်အစိုးရဟာအာဏာသိမ်းမှုကြောင့်နိုင်ငံတကာရဲ့အထီးကျန်ဖြစ်နေတဲ့စစ်ကောင်ဆောင်ကိုလူရသွင်းပြီးဒေသရင်းနိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံနိုင်ဖို့လဲနီလန်မျိုးစုံနဲ့ကူညီပေးနေတယ်လို့ရုရှားနိုင်ငံနဲ့အတူရက်တီနေပါတယ်။ လက်ရှိမှာ TNL သိမ်းယူထားတဲ့နှောင်းချိုကြောက်မဲတီဘောမိုးကုတ်မိုးမိတ်မြို့တွေကိုစစ်ကောင်စီကပြန်လည်လိုချင်နေတာကြောင့်နှစ်ဖက်တွဲဆုံဆွေးနွေးပွဲတွေဖြစ်မြောက်စေဖို့တရုတ်အစိုးရရဲ့ဥဆောင်မှုနဲ့ဖိအားပေးကူညီနေပါတယ်။ TNL ဒုတိယဥက္ကဋ္ဌတဘိုးချုပ်ကြီးတားချုပ်ကြာဥဆောင်တဲ့အဖွဲ့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ16ရက်နဲ့18ရက်နေ့တွေမှာတရုတ်အစိုးရရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့ကုမင်းမြို့မှာစစ်ကောင်စီနဲ့တွဲဆုံခဲ့ပေမဲ့ အဆင်မပြေခဲ့တာကြောင့်လာမယ့်ဩဂတ်လမှာထပ်မံဆွေးနွေးသွားဖို့ရှိနေပါတယ်။အဲ့ဒီတွေ့ဆုံမှုတွင်စစ်ကောင်စီကနောင်ချိုအပါဝင်မြို့ငါးမြို့ကိုပြန်လည်တောင်းဆိုခဲ့ပြီး TNL ကတော့နှစ်ဖက်တက်တွေရောက်ရှိတဲ့နေရာမှာ အပြည့်ရက်ဖို့နှစ်ဖက်စလုံးထိုးစစ်ဆင်မှုနဲ့စီးရေလှုပ်ရှားမှုတွေအားလုံးရပ်တန့်ဖို့အပါဝင်အချက်၃ချက်ကို တောင်းဆိုခဲ့တယ်လို့သိရပါတယ်။တရုတ်ဆိုရရဲ့ဖိအားပေးမှုတွေဘလို့ပဲရှိနေပါစေ။ ိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီစီပြန်လည်ပေးရမှာမဟုတ်ဘူးလို့ TNL တွဲဖက်အတူရွေမှုနှင့်ဘိုးမူကြီးတားပန်လကမေလ၄ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတရားဝင်ပြောဆိုခဲ့ပါတယ်။ဒါအပြင်၎င်းတို့ထိန်းချုပ်တာဝန်ယူထားတဲ့နေမြေဒေသအတွင်းကပြည်သူလူထုရဲ့အသက်နဲ့ဘဝလုံခြုံမှုစီးစိမ်ဥစ္စာလုံခြုံမှုစာဝတ်နေရေးပြည်လည်မှုတွေကိုအဓိကထားစဉ်းစားရှေ့ရှုကဆွေးနွေးရည်တည်သွားမယ်လို့လည်း TNL ကတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အဆိုပါအခြေအနေတွေအရရှေ့ဆက်ဖြစ်လာနိုင်မဲ့လားလာတွေပေါ်အတွေ့အကြုံရှိတက်မတော်တာ CDM ဘူကြီးစင်ရောကတုံးသက်ရမှာ TNL ရဲ့တောင်းခံနိုင်စွမ်းနဲ့စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ရမယ်လို့ဆိုပါတယ်။အကယ်၍စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေရှော့ချလိုက်မယ်၊ကိုကန်လိုမျိုးရက်လိုက်မယ်ဆိုရင် TNL ကလည်းသူတို့တောင်းဆိုချက်ကိုလိုက်ရောတာဖြစ်တဲ့အတွက်စစ်ကောင်စီကတောင်းဆိုတာကိုလည်းတရုတ်ဖီအားရတနည်းတဖုံလိုက်ရောရလိမ့်မယ်လို့ဘူကြီးစင်ရောကပြောပါတယ်။ လက်ရှိမှာမြန်မာပြည်သူတွေရဲ့ထောက်ခံအားပေးမှုကိုရရှိထားပြီးစစ်ကောင်စီကိုသွေးပြက်တက်ပြက်စေတဲ့10-20စစ်စင်ရေးကိုဆင်နွှဲဖော်ဆောင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွယ်တွေကကြီးမားတဲ့တရုတ်ဖိအားတွေကိုရင်ဆိုင်နေရတဲ့ MNDA ပြီးတဲ့နောက် TNL ဟာလည်းဘေးကျက်နှံကျက်အခြေအနေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်